်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျားသခင်ရဲ့ကြည်ရောကိုချီးမွမ်းပါတယ်တဲ့အကျံအစီများကိုဖျားခင်ထံအနံပါဆိုတဲ့ကောင်းစဉ်နဲ့တုတ်တန်အခန်းကြီး16အငယ်3ကိုဆင်ခြင်သွင်းခြင်းပါတယ် ကိုပြုသောအမှုတို့ကိုထာဝရဖျား၌အပ်လောတို့ပြုလျင်တင်ဤအကျံစီတို့သည်တည်ကြလိမ့်မည်ကျွန်တော်တို့အားလုံးမှာ ပြုမဲ့အရာအစီအစဉ်တွေရှိတတ်ကြပါလေလူအိမ်မက်နဲ့အစီအစဉ်တွေရှိကြပြီမဲ့လေအဲ့ဒီအရာတွေကိုအောင်မြင်နိုင်ဖို့အတွက်ကိုတော်ရဲ့ခွင့်ပြုချက်နဲ့လမ်းညွှန်မှုရဖို့ရန်အတွက်ဘုရားသခင်စီကိုတင်ပြရမှာဖြစ်တယ်ကျွန်တော်တို့အားလုံးအောင်မြင်ခြင်းကြပါလေစီပွားရေးအသက်မွေးဝမ်းကြောင်းနဲ့မိသားစုအတွက် ဒီအရာအားလုံးတွေမှာလူတိုင်းကအောင်မြင်ကျင်ကြပါလေ။မအောင်မြင်ကျင်တဲ့သူဆိုတာကရှိမယ်မထင်ပါဘူး။အခုတကိုးနဲ့ပြေဝနေတဲ့ဒီနှုတ်ကွတော်ဂတိတော်မှာဘုရားခင်ကကျွန်တော်တို့အောင်မြင်ဖို့အတွက်ရိုးရှင်းတဲ့အစီအစဉ်ကိုဖော်ပြပေးနေပါလေ။ဒါကတော့ကျွန်တော်တို့ပြုမဲ့အရာတွေအစီအစဉ်တွေအတွင်းသူ့ကိုအံ့နံမဲ့ဆိုရင်ကျွန်တော်တို့အကြံအစီတွေတည်စီမှာဖြစ်တယ်။ဒီနှုတ်ကွတော်ပြောထားတာကိုကြည့်မယ်ဆိုရင်အပိုင်းနှစ်ပိုင်းတော့ရှိပါလေ။ ပထမဦးစွာကျွန်တော်တို့ပြုမဲ့အမှုတွေကိုဘုရားသခင်စီကိုအံ့နိုင်ရမှာဖြစ်တယ်။လူတိုင်းမှာလှုပ်ဆောင်မှုတိုင်းကိုပြီးမြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့အိမ်မက်တွေနဲ့အစီအစဉ်တွေရှိကြပါလေ။အဲ့ဒီအစီအစဉ်တိုင်းအတွေ့ပထမဦးဆုံးအချက်ကတော့ဘုရားသခင်ရဲ့မျက်နှာတော်တော်ကိုရရှိဖို့အတွက်ကျွန်တော်တို့ပြုမဲ့အရာတွေကို ကိုရော့စီကို တင်ပြရမှာဖြစ်တယ်။ဥပမာအနေနဲ့ကျွန်တော်တို့အဆောက်အဦးတစ်ခုတိစောက်တော့မယ်ဆိုရင် ဌာနဆိုင်ရာကခွင့်ပြုချက်ကိုရဖို့အတွက် တင်ပြရမှာဖြစ်တယ်။ကျွန်တော်တို့အစီအစဉ်တွေကို တင်ပြပြီးတာနဲ့သက်ဆိုင်တဲ့အခွင့်အာဏာပေးနိုင်တဲ့သူကအတီးပြုပြီးမှသာလှုပ်ဆောင်ရမယ့်အရာတွေကိုဆက်ပြီးတော့လှုပ်ဆောင်သွားနိုင်မှာဖြစ်တယ်။ကျွန်တော်တို့အစီအစဉ်တွေကိုညှင်းပယ်ခြင်းဒါမှမဟုတ်ပြုပြင်မွမ်းမံမှုပြုဖို့တောင်းဆိုလာခဲ့မယ်ဆိုရင်ကျွန်တော်တို့ဟာသူတို့တောင်းဆိုထားတဲ့အချက်တွေအတိုင်းအပြောင်းအလဲတွေပြုလုပ်ရမှာဖြစ်တယ် အဆောက်အဦးမတီဆောက်ခင် ခွင့်ပြုချက်အရင်ရဖို့ပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အောင်မြင်တဲ့လှုပ်ဆောင်ချက်အမှုအရာတွေဖြစ်ဖို့ကျွန်တော်ဘုရားသခင်စီကိုအရင်အနံတင်ပြဖို့ပဲဖြစ်တယ်။မကြာခဏဆိုသလိုကျွန်တော်တို့ဟာဘုရားသခင်ရဲ့ခွင့်ပြုချက်မရဘဲနဲ့အစီအစဉ်တွေကိုကိုယ့်ဟာကိုယ်ရေးဆွဲပြီးတော့မှလုပ်ငန်းတွေကိုစတင်ကြပါလေ။ဘုရားသခင်စီကခွင့်ပြုချက်မရခင်ကျွန်တော်တို့ဟာဘုရားသခင်အလိုတော်ကိုကြော်လွန်ပြီးတော့ ိုယ့်ရဲ့လူအလိုအတိုင်းလုပ်ငန်းတွေကိုစတင်တတ်ကြပါတယ်။အဲ့ဒီအချိန်မှာအစင်မပြေမှုတွေကြာရှုံးမှုတွေကို ရင်ဆိုင်ရပါတယ်။အဲ့ဒီလိုရင်ဆိုင်လာရတဲ့အခါမှာကျွန်တော်တို့ဟာကျွန်တော်တို့စီစဉ်ထားတဲ့အတိုင်းအောင်မြင်မှုမရှိဘဲဘာကြောင့်ပြက်ကွက်ရသလဲဆိုတာကိုအံ့ဩမိကြပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အကြံစီတွေအောင်မြင်ဖို့အတွက်ဘုရားသခင်စီကိုအရင်တင်ပြအံ့နံရမှာဖြစ်တယ်။ ဘူတော်ရဲ့ဥဆောင်မှုလမ်းညွှန်မှုနဲ့ခွင့်ပြုချက်တွေအတွင်ကျွန်တော်တို့ပြုမဲ့အရာတွေကိုတင်ပြရမှာဖြစ်တယ်။နောက်ကိုတော်ရဲ့လမ်းညွှန်မှုနဲ့အညီကျွန်တော်တို့ရဲ့အစီအစဉ်တွေကို ပြုပြင်ပြောင်းလဲရမယ်။အဲ့ဒါမှသာအောင်မြင်မှုတွေနဲ့ရှေ့ဆက်နိုင်မှာဖြစ်တယ်။ဒုတိယအနေနဲ့ကျွန်တော်တို့ရဲ့ပြုမဲ့အရာအစီအစဉ်တွေကိုပြသခင်စီကိုတင်ပြပြီးတာနဲ့သူကကျွန်တော်တို့ကိုနောက်အဆင့်တွေမှာဥဆောင်ပြီးတော့လမ်းညွှန်ပေးလာလိမ့်မှာဖြစ်တယ် ကျွန်တော်အနေနဲ့သူညွန်ကြားထားမှုမရှိဘဲရှေ့တိုးခြင်းနောက်ဆုတ်ခြင်းမပြုဘဲနဲ့နေ့တိုင်းမှာသူရဲ့လမ်းညွန်မှုအတိုင်းနားထောင်နာခံခြင်းက ပြားသခင်ရဲ့အစီအစဉ်နဲ့အညီမှန်ကန်တဲ့လမ်းအထဲမှာရှိနေမှာဖြစ်တယ်။ကျွန်တော်အနေနဲ့ပြားသခင်စကားကိုအကျွမ်းဝင်စွာ နားထောင်နာခံနေတာနဲ့အမျှကျွန်တော်အစီအစဉ်တွေကိုချမှတ်နိုင်ဖို့အတွက်အရင်အမြင့်တွေကို ပြားသခင်ကစုစည်းပေးမှာဖြစ်တယ်။ ဘုရားသခင်ကိုသာနှိမ်ချဝန်ခံအသက်ရှင်နေထိုင်ခြင်းအပြင်ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာတွေကိုကျွန်တော်တို့အားဖြင့်ရောကျွန်တော်ရဲ့အကြံစီတွေအထင်ကိုစီစဉ်လာစေမှာဖြစ်တယ်။ယောဘအခန်းကြီး20အငယ်27မှာဆိုထားတာကဘုရားသခင်နဲ့အကျွမ်းဝယ်မိတ္တာရဖွင့်နေမယ်ဆိုရင်ကောင်းစားခြင်းကို ရောက်မယ်။နောက်ယောဘအခန်းကြီး20အငယ်28မှာဆက်ပြီးတော့မှပြောထားတာကအကြံစီတွေထမြောက်ပြီးတော့ တွားရလမ်းမှာရောင်ကြည်ထွန်းလိုက်မယ်လို့ဆုထားပါတယ်။ကျွန်တော်အကြံစီတွေပြီးမြောက်စေဖို့အတွက်ဘုရားခင်ကိုယုံကြည်ကိုးစားပြီးတော့ကိုရုံးစီကိုအနံတဲ့အခါမှာကျွန်တော်အကြံစီတွေတီးပြီးတော့အောင်မြင်လိုက်မှာဖြစ်တယ်။ဒါကြောင့်ဒီနောက်ကတော့ဂရီတော်အရာဝန်ခံအသက်ရှင်ဖို့ကကျွန်တော်ပြုရမယ့်အရာတွေကိုကိုရုံးစီကိုအရင်အနံဖို့ဖြစ်တယ်။နောက်ဆက်ပြီးတော့ကိုရုံးရဲ့ခွင့်ပြုချက်နဲ့လမ်းညွန်ချက်တွေကိုနားထောင်ရမှာဖြစ်တယ်။ သူဟာကျွန်တော်တို့ကိုဥဆောင်လမ်းပြပေးမယ်ဆိုတာကို သိမှတ်ရမှာဖြစ်တယ်။ပြာသခင်ကကျွန်တော်တို့အကြံစီတွေကိုချက်မှတ်လမ်းညွှန်တဲ့အခါမှာအဲ့ဒါတွေအားလုံးဟာအောင်မြင်လာလိမ့်မှာဖြစ်တယ်။ဂျာနာဆင်ခြင်ခဲ့တဲ့သူတိုင်းကို ပြုတ်မဲ့အရာတွေအတွင်ပြာသခင်စီကိုအရင်အနှံခြင်းကြောင့်အကြံအစီတွေတီးပြီးတော့အောင်မြင်မှုတွေကို ရနေတဲ့သူတွေအဖြစ်ပြာသခင်ရဲ့လမ်းညွှန်မှုအပြည့်အဝကိုအမှန်တကယ်ရနိုင်ကြပါစေ။အာမင်။ ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်